မင်္ဂလာပါရှင်ဂရိနီပြည်စစ်ရှောက်စခန်းတစ်ခုကပြည်သူတွေဟာစိတ်ဖိစီးမှုတွေများလာနေပြီးအိတ်သွဲအကြက်ဖက်မှုတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ရှဲပြည်မြောက်ပိုင်းကိုခိုင်မြို့နယ်မုံစည်းဒေတာကအရက်သားတွေပြစ်ခတ်တက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးကိုကက်တက် MNDAA ရုံးရှိမှဒေတာခံတွေဆန္ဒပြခဲ့ကြပါတယ် စစ်ကောက်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုကြောင့်ဖေဖော်ဝါရီလထဲမှာမြန်မာနိုင်ငံတဝန်းအမျိုးသမီး66ယောက်တည်ဆုပ်ခဲ့ရတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ BWU ကပြောပါတယ်။ကရီနီပြည်စစ်ရှောက်စခန်းတစ်ခုကပြည်သူတွေဟာစိတ်ဖိစီးမှုတွေများလာနေပြီးအိတ်သွဲအကြက်ဖက်မှုတွေကိုလည်းရင်ဆိုင်နေကြရတယ်လို့စစ်ပေးရှောင်ရီနဲ့အကူအညီပေးနေတဲ့သူတွေကပြောပါတယ်။ကိုစောဘွေကတင်ဆက်ထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာစာဝတ်နေရေးအခက်အခဲတွေကြောင့်စိတ်ဖိစီးမှုနဲ့အတူအိမ်တွေအကျန်းဖဲမှုတွေကလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ကေကောအုပ်စုနဲ့ရော်ဒော်ခောအုပ်စုမှရှိတဲ့စစ်ဘေးရှောင်တွေအတွက်စေတနာဝန်ထမ်းလှုပ်ဆောင်နေသူတူကပြောပါဗျာ။စာဆောင်ဝန်ကြီးအစမစီကလည်းများစကားများလာတယ်အဲ့ဒီအကျန်းဖက်မှုတွေဖြစ်ပြီးတော့မှစိတ်ညစ်တယ်ဝမ်းနည်းတယ်စသစာစင်ပြင်းနေတယ်ဘာဖြစ်တာမှမရှိဘူးလို့ကိုကမြင်နေတယ်ဒါမှသူကစဉ်းစားတယ်ရှေ့ကြီးအတွက်နောက်ကြီးအတွက်စဉ်းစားရင်းနဲ့စိတ်တွေ စိတ်ဓာတ်ကြီးကြတယ်။ဘာဆက်လုပ်ရမလဲ၊ဘာအစားရမလဲ၊သာသမီပညာရေးကဘယ်လိုသွားရမလဲ။ဒီဟာတွေစဉ်းစားစဉ်းစားရင်းနဲ့စိတ်ညစ်တာလေ။စိတ်ဓာတ်ကြတဲ့ယောဂါကြီးကြတာပေါ့။ဖူဆိုမျိုးအနာဘဲဟူဘောမျိုးနဲ့ကေကောအုပ်စုဟာမှုစစ်ဘေးရှောင်စကန်မှာအင်ထောင်စု25စုရှိပါတယ်။အဲ့ဒီစစ်ဘေးရှောင်စကန်ကပြည်သူတွေစိတ်ဖိစီးမှုခံစားနေရတဲ့အခြေအနေကိုဟာမှုစစ်ဘေးရှောင်စကန်ကမိခင်တူကအခုလိုပြောပါတယ်။ကိုက်ဖွဲသားကနေ y una vez a todos te hizo mandamiento a un niño que me tira de pego ni hija y ya me o con ni a con ni tan pobre me luna u o ni te cucu no y le a me lo me di a me lo me en mi tan y la vez a todos te escribiere စေဖီစီမှုလျှော့ကြစေဖို့အတွက်စိတ်ပိုင်းဆိုင်ရာနေသိဆွေးနွေးမှုတွေလာရောက်ဆောင်ပေးဖို့စစ်ဘေးရှောင်တွေကတောင်းဆိုနေကြတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်။ ကျွန်တော်တို့အခုဆိုရင်မရှိပြင်ရမယ်ရေးစိတ်ကြံရတဲ့တော့ကိုရင်းချမ်းနေပါလေဆီဆောင်တွေကလည်းလာပြီးတော့မှအဲစိတ်ပိုင်းဆိုင်ရာမြေသိဆွေးနွေးမှုတွေလိုအပ်တယ်လို့လာပြီးတော့အကျန်ပြချတယ်ပေါ့နော်စိုက်ကိုဆိုရှယ်ဆပ်ပေါ့ပေါ့နော်ဒီဟာတွေလည်းမြေသိဆွေးနွေးမှုတွေလည်းလိုအပ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေရှိတော့ကောင်းတယ် လမ်းမဆက်သွယ်ရေးခက်ခဲတဲ့ဟာမှုစစ်ဘေးရှောင်စခန်းကစစ်ဘေးရှောင်ပြည်သူတွေဟာစစ်ဘေးရှောင်ကာလလင်းနစ်ရှိပြီဖြစ်တဲ့အတွက်အခြေခံစားနပ်ရိက္ခာတွေရေးပေါ်ရာနာပြောက်စေတခြားဆေးဝါးတွေနဲ့စိတ်ပိုင်းဆိုင်ရာ နေသိဆွေးနွေးမှုတွေလုပ်ပေးဖို့လိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါဗျ။ရှမ်းပြည်မြောက်ပိုင်းကိုခိုင်မြို့နယ်မုံစည်းဒေသကအရက်သားတွေပြစ်ခတ်တက်ဖြက်ခံရမှုနဲ့ပတ်သက်ပြီးကိုကက်တဲ MDAA ရုံးရှိမှဒေသခံတွေဆန္ဒပြခဲ့ကြပါတယ် မုံစီဒီတာပိတ်ခဲမြွာနာမှာမတ်လ9ရက်နေ့ကရွှေတူးဖော်နေတဲ့တရုတ်လုပ်ငန်းရှင်တွေကိုဒီတာခန်တွေကတွားရောက်သားစီချိန်ခိုက်ရဖြစ်ပြီးနောက် MNDAA တပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ဒီတာခန်တွေအပါအဝင် လူ6ယောက်သေဆုံးက6ယောက်ထဏ်ရာရှိခဲ့တယ်လို့ဒီတာခန်တွေကပြောပါတယ် တိဆုပ်သွားသူတွေထဲမှာ KIO အဖွဲ့ကနေခွင့်နဲ့ပြန်သွားတဲ့သူတယောက်ပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဒေသခံတွေအားထားနေကြရတဲ့ရေအရင်အမြင့်စတင်ရနေရမှာတရုတ်လုပ်ငန်းရှင်တွေကရွှေတူးတဲ့အတွက်ကချင်တိုင်းသားတွေကက်ကွက်ရာကကိုကက်သက် MNDAA ကပြစ်ခတ်ခဲ့လို့အခုလိုတိဆုပ်မှုတွေရှိခဲ့တာဖြစ်ပါတယ်။တိဆုပ်မှုဒဏ်ရာရမှုတွေအတွက်ဖြည့်ရှင်ပေးဖို့ မုံစည်းမှာရှိတဲ့ MDAA ရုံးရှိမှာဒေသခံတွေကမတ်လ9ရက်နေ့မှာတွားရောက်တောင်းဆိုခဲ့ကြပါတယ် MNDAA ဘက်ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတစောတရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။ရခိုင်နဲ့အေယဝဒီမှာစစ်ကောင်စီရဲ့တပ်စခန်းတချို့ကိုအရခတ်သက်တော် AA ကဒီတပတ်အတွင်းဆက်တိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ် တညဝရီရေသက်ဌာနချုပ်ရဲ့ကာကင်းစခန်းတချို့ကိုမတ်လ၄ရက်နေ့ညနေပိုင်းမှာအေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စီမော်ရွာနဲ့တညဝတီရေသက်ဌာနချုပ်ကြားတော်တန်းတွေပေါ်မှာရှိတဲ့စခန်၃ခုထက်မနည်းကိုတိတ်ပိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒီကာကင်းစခန်တွေတိတ်ပိုက်ခံရပြီးနောက်စစ်ကောက်စီတပ်ကလီကြောက်ကနေဗုံးကျဲနေတာဒီနေ့အချိန်ထိလို့ဒေသခံတွေကပြောပါတယ်။မတ်လ6ရက်နေ့မှာလဲကြောင်းဖြူမြို့နယ်ထဲမှာရှိနေတဲ့စီရေရင်တွေအပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ပြောပါတယ်။ ဒါအပြင်အရခတ်သက်တော်အေအေနဲ့ဘူပေါအဖွဲကအေယဝတီတိုင်းထဲကတာပေါင်းမြို့အခြေဆိုင်ခမရ3တုံညာရှင်းနဲ့ကာကင်းစခန်းကိုလည်းမတ်လ9ရက်နေ့ကသိမ်းပိုက်လိုက်ပါတယ်။ဒီခမရ3တုံညာရှိတဲ့ရင်နဲ့ကင်မိုးချင်တောင်ကာကင်းစခန်းကိုလာကြီးကျက်ဖို့စစ်ကောက်စီတပ်ကဗျူဟာမူရောက်လာချိန်အေအေနဲ့ဘူပေါတပ်ကမတ်လ9ရက်နေ့မှာပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်ခံရမှုထဲဗျူဟာမူဟာ စနိုက်ပါတဲ့ပြစ်ခတ်ခဲ့ရပြီးထိမှတ်တည်ဆုံးခဲ့ပြီးနောက်ဥဆောင်သူမရှိဘဲစစ်သားတွေကစခန်းကနေစစ်ခွာထွက်ပြေးသွားကြတာဖြစ်ပါတယ်။ကရင်ပြည်မှာတော့တိုက်ပွဲမရှိဘဲစစ်ကောက်စီတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ကြောင်းထိုက်စရာတော့တပါပြန်လွန်တော်မူခဲ့ပါတယ်။ကမမောင်းမျိုးကြောင်းကွင်းရွာထဲကိုမတ်လ9ရက်နေ့ညနေ4နာရီလောက်မှာလေရင်နဲ့လာရောက်ဗုံးကျဲတာကြောင့်ကျောင်းဆောင်အဆောက်အအုံထိခိုက်ပျက်စီးသွားခဲ့ပြီး ကြောင်းထိုင်စရာတော့ပြင်လွန်တော်မူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ကြောင်းတိုက်အသွင်ရှိရဟန်းတပားနဲ့ကိုရင်တပားလည်းထိခိုက်တင်ရရရှိသွားခဲ့ပါတယ်။ထိခိုက်တင်ရရသွားတဲ့တန်ဃာရီကိုကမမောင်မျိုးကနေသဆင့်ဗအန်စီရုပ်ကိုပို့ဆောင်လိုက်ပြီးစီကူတမှုခံယူနေရပါတယ်။စစ်ကောက်စီတပ်ကကမမောင်မျိုးဘျူဟာစခန်းမတိုက်ခိုက်ခင်ရဖို့အရေးပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်လောက်ကစပြီးအခုလိုလီကြောင်ပုံကျဲမှုနဲ့လက်နက်ကြီးပစ်ခတ်တာတွေ နေတိုင်းလုံးနေတာလို့ဆိုကြပါရည်။ချင်းပြည်နယ်ချင်းပြည်ပြင်ပမှာရှိတဲ့ချင်းလူမျိုးတွေနေထိုင်တဲ့ဒေသတွေကိုစစ်ကောက်စီကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်၄နှစ်ကျော်အတွင်းချင်းလူမျိုးအယောက်၂၈၀တိစုပ်ခဲ့တယ်လို့ချင်းရေးရအဖွဲ့ချုပ် ICA ကထုတ်ပြန်ပါရည်။စီအနာသိန်းချိန်ကနေ2025ဖေဖော်ဝါရီလအထိစစ်ကောက်စီကလီချောင်းတိုက်ခိုက်မှုအကြိမ်250ကြော်ပြုလုပ်ခဲ့ရမှာချင်းအရက်သားပြည်သူ100ကြော်နဲ့ ချင်းတော်လည်ရေတပ်ဖွဲ့ဝင်80ကျော်တည်ဆုံးခဲ့တယ်လို့ ICA က match လ၄ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။လီကြောင်ကနေဘုတ်ကျဲတိုက်ခိုက်မှုကြောင့်ချင်းအရက်သားပြည်သူတည်ဆုံးမှုမှာ87ရက်ခိုင်နှုန်းရှိပြီးချင်းတော်လည်ရေတပ်ဖွဲ့ဝင်တည်ဆုံးမှုမှာ29ရက်ခိုင်နှုန်းပဲရှိတဲ့အတွက်စစ်ကောက်စီဟာအရက်သားပြည်သူကိုဥတီပြီးတိုက်ခိုက်မှုတွေလုပ်နေတာလို့ ICA ပြောရေးဆိုခွင့်ရှိသူဇလိုက်ဘန်ဆွီဆန်ကပြောပါတယ်။ ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်အိမ်နဲ့ဘာသာရေးအဆောက်အုံပေါ်1400ကျော်ပြည့်စည်ခဲ့ရတယ်လို့ ICA ကဆိုပါတယ်။ကရီနီပူပေါတက်တွေကဘောလခဲအခြေဆိုင်စစ်ကောက်စီတက်ရင်းတွေကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့ကရီနီတက်မတော် KA ကပြောပါတယ်။ကိုပီတာကတင်ဆက်ထားပါတယ်။ကရီနီပူပေါတက်တွေကခုလ9ရက်နေ့ကစပြီးဘောလခဲအခြေဆိုင် စစ်ကောက်စီချင်းမြန်တရင်တွေဖြစ်တဲ့ခမရ339ခမရ429ခမရ433တပ်တွေကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့ Greeny Tam Dot KE ကပြောပါတယ်။ကျွန်တော်အဲ့မှာကျွန်တော်တို့ကအဲ့မှာဝင်ပြီးတော့မှဟုတ်တာကျွန်တော်ပါနေပြလဲဟိုထူလဲပေါ့အဲ့ဒါတော့ရှိတယ်လေ။ကိုကြီးကစားတော့ဖြစ်တယ်။ဘောလခဲချီဆိုင်စစ်ကောက်စီချင်းမြန်တရင်3ခုဖြစ်တဲ့ခမရ399ခမရ419 ခမရ433မှာအင်အား200လောက်ရှိပြီးအဲ့ဒီထဲမှာစစ်မှုထမ်းတင်တန်းဆင်းတွေလည်းပါတယ်လို့ဗိုလ်မှူးကြီးဘုံနိုင်က ပြောပါတယ်။တိုက်ပွဲထဲစစ်ကောင်စီတပ်ဖက်ကလည်းလက်နက်ကြီးတွေလေကြောင်းပစ်ကူတွေနဲ့ပြန်လည်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဗိုလ်မှူးကြီးဘုံနိုင်ကဆိုပါတယ်။ဘောလခဲမြို့ကိုခုနှစ်စောပိုင်းကတည်းကဂရနီတပ်ပေါင်းစုတွေကအလုံးစုံဝိုင်းဝန်းပိတ်ဆို့ထားပြီးရက်ခါဖြတ်တောက်ထားတဲ့အတွက်စစ်ကောင်စီဘက်ကရက်ခါနဲ့အင်အားဖြစ်တင်းမှုကိုလေကြောင်းကနေပဲလုပ်နေရတယ်လို့ပြောပါတယ်။ ဘောလခဲမြို့ထက်ကဒေသခံတွေကိုဖေဖော်ဝါရီလ12ရက်နေ့နောက်ဆုံးထားထွက်ခွာဖို့ဂရနီတပ်ပေါင်းစုတွေကအတိပေးထုတ်ပြန်ထားပြီးဖြစ်တာကြောင့်လက်ရှိမြို့ထဲမှာစစ်ကောက်စီနဲ့ဆက်ဆက်ပတ်သက်သူအယောက်900လောက်ပဲကျန်တော့တယ်လို့ဆိုပါတယ်။ကျန်တဲ့လူတွေကဟိုဒီစစ်ကောက်စီရဲ့ဝထန်းတွေပါပဲ။အမှန်ဝထန်းတွေခြေအုပ်တွေနမနဲ့ရဲတွေမဆလို့ရည်ဒီဘာညာဒီလူတွေပဲကြာမလဲကျန်တဲ့ရသတော့မရှိတော့မရှိမရှိတော့ဖြစ်သွားပြီနော်။ ကရနီပြည်ခြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကလည်းတိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အတွက်ဖားဆောင်မြို့နယ်မော်ချီဒေတာကိုဆက်သွယ်ထားတဲ့လမ်းတွေကိုမလာ၄ရက်နေ့ကစပြီးရက်ကတ်တမ်ရှိပိတ်လိုက်တယ်လို့အတိအပထုတ်ပြန်ထားပါဗျ။စစ်ကောင်စီရဲ့လူအခွင့်ရေးချိုးဖောက်မှုကြောင့် February လထဲမှာမြန်မာနိုင်ငံတဝန်းအမျိုးသမီး66ယောက်တိစုပ်ခဲ့ရတယ်လို့မြမအမျိုးသမီးတပ်မက BWU ကပြောပါတယ်။မအာမီကတင်ဆက်ပေးထားပါတယ်။ တိတ်ဆုံးသူအမျိုးသမီး66ယောက်ထဲမှာအသက်18နှစ်အောက်အမျိုးသမီးငယ်73ယောက်ပါဝင်တယ်လို့ BWU ကဆိုပါတယ်။တိတ်ဆုံးသူအမျိုးသမီး66ယောက်ဟာစစ်ကောင်စီကကျူးလွန်တဲ့ရာဇဝတ်မှုတွေကြောင့်အခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ28ရက်နေ့အတွင်းတိတ်ဆုံးသူတွေဖြစ်တယ်လို့ BWU ကမတ်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ငံတော်မှာအမျိုးသမီးတွေလားစဉ်ထိခိုက်တိတ်ဆုံးမှုတွေရှိနေတဲ့အပေါ် BWU ကအခုလိုမျိုးပြောပါတယ်။ တနိုင်ငံလုံးအတိုင်းတာနဲ့ပေါ့နော်ကျမတို့ဒီလိုမျိုးအကြက်ဖက်ခံရတဲ့အမျိုးသမီးတွေအတွက်ကိုဒီထိခိုက်နေတာသားတဲ့သူတွေအတွက်တရားမျှတမှုရရှိအောင်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်တစ်ဖက်မှာလည်းအာကျူးလွန်သူတွေကိုထိရောက်တဲ့ပြစ်ပေးရယူမှုတွေလုပ်ပေးဖို့လိုအပ်တယ်တပြိုင်နက်တည်းမှာပဲအမျိုးသမီးတွေအတွက်အကာအကွယ်ဖြစ်စေမဲ့ဥပဒေတွေမူရီပေါ်လစီတွေပေါ်ပေါအောင်လဲစူးစမ်းဖို့လိုအပ်တယ်ဆိုတဲ့ဟာတွေကိုကျမတို့အစုအဖွဲ့အားလုံးအသီးသီးကိုကျမတို့ပြောချင်တယ် အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်45ရောက်လက်နက်ကြီးကြောင့်17ရောက်မိရှုတပ်ဖြတ်မှုတွေကြောင့်2ရောက် အကျဉ်းထောင်မှာဆေးကုသမှုတွေလုံလောက်စွာမရတာကြောင့်1ရောက်မြေမြုပ်မိုင်းကြောင့်9ရောက်တို့ဖြစ်ကြပါဗျာ။ ဒါအပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုမြေမြုပ်မိုင်းနဲ့အကြောင်းမဲ့ရိုက်နှက်ခံရမှုတွေကြောင့်အမျိုးသမီး68ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖေဖော်ဝါရီလအတွင်းစကိုင်းတိုင်းဒေသကြီးတဲ့တေဆုံးသူအမျိုးသမီး21ယောက်ရှိခဲ့ပြီးတေဆုံးမှုအများဆုံးရှိခဲ့တဲ့တိုင်းဒေသကြီးဖြစ်ပါတယ်။ စကန်တန်းဒေတာပတ်မှတ်ဆိုလို့ရှိရင်ကျမတို့တည်ဒီလိုမျိုးအကြံဖတ်မှုတွေကိုဟုတ်ဖို့ပြောဆိုပေးဖို့အတွက်အားနည်းနေတာတွေတွေ့ရတယ်လို့မျိုးတစ်ဖက်မှာလည်းစကန်တန်းဒေတာဟာဒီကာလမှာအာပြိပခအများဆုံးဖြစ်တဲ့နေရာဒေတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေကြောင့်ဒီလိုမျိုးအကြံဖတ်မှုတည်ဆုံမှုတွေရှိတယ်များတယ်ဆိုတာဟာကိုကျမတို့တွေ့ရတယ်ပေါ့နော် နိုင်ငံတော်မှာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေကို PWU အနေနဲ့အသိပညာပေးမှုတွေလှုံ့ဆော်နေတယ်လို့လဲဆိုပါတယ်။ဒါအပြင်အကြမ်းဖက်မှုတွေကိုအပြစ်ပေးအရေးယူနိုင်စေဖို့နဲ့အကြမ်းဖက်မခံရခင်အမျိုးသမီးတွေအတွက်ထိရောက်တဲ့ကာကွယ်မှုရှိစေမဲ့မူ policy တွေပေါ်ပေါက်လာစေဖို့သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို စီယုံပြောဆိုမှုတွေလှုံ့ဆော်နေတယ်လို့လဲမတ်ရင်မျိုးလိုင်ကပြောပါတယ်ရှင်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာဆောင်မြေကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။